မင်္ဂလာပါအိရှာခိုင်မှာကြိုဆိုပါရစေဒီနေ့မှာတော့အလုပ်တွေ့ကြုံရှိရတဲ့သူတွေအတွက်အလုပ်ရနိုင်တဲ့စီဗီကိုဘယ်လိုရရမလဲဆိုတာမျှော်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရှင်းလင်းတဲ့ summary တစ်ခုနဲ့စာပါမယ် summary ဆိုတာကိုယ့်အကြောင်းကိုအကျဉ်းချုပ်ဖော်ပြပြီးအကြောင်းအရာလေးပါကိုကအလုပ်ကိုင်တွေ့ကြုံရှိသေးသူဆိုရင်ကိုယ့်ရဲ့အားတာချက်တွေကြံ့ကျင်တဲ့ပညာရည်တွေကိုဒီနေရာမှာဖော်ပြပေးရမှာပါ လူသောများက summary ကိုမရေးဘဲကြော်သားတကြပြင်မယ်အလုတ်တွေ့ကြုံရှိတဲ့လူတွေအတွက်ဆိုရင် ကို့ CV ကိုရွေးမြွေးဆိုတာ summary နဲ့အဆုံးဖြတ်ပေးနိုင်တာဖြစ်တာမလို့ထည့်သွားဖို့လိုပါတယ်ဒုတိယချက်အနေနဲ့ကတော့ကိုရထားတဲ့ဘွက်လက်ရှိတက်ထားပြီးရဲ့အတန်းမေဂျာစတာတွေနဲ့တခြားတက်ဖို့ရဲ့တန်းနဲ့တက်မြောက်ထားတဲ့ဘာသာစကားတွေကိုရှင်းရှင်းလင်းထည့်ရေးဖို့လိုတာပါကျောင်းမှာရထားဖို့အမကောင်ကောင်းနေစုစိတ်တည်ဒါမှမဟုတ်တက်ခဲ့တဲ့ workshop တွေစရည်ကိုပါထည့်ရလို့ရပါတယ် ောက်ချက်ကတော့ scale တွေထည့်ရေးပါ scale session ကကို CV ရဲ့မှာအရာတွေစိတ်ဝင်စားတဲ့အပိုင်းဖြစ်လို့တခြား highlight လို့ဖော်ပြပေးသွားမှာပါကျောင်းက group board တွေကျောင်းပြင်ပအသင်းဖွဲ့တွေမှာလောက်ကင်ပူရာရီအနေရထားတဲ့ skill တွေကိုတရားထည့်သွားပါ။နောက်ဆုံးအနေနဲ့ကတော့ internship တွေ project တွေလုပ်ဖူးတာပရာဟိတအသင်းဖွဲ့တွေမှာ လုပ်ဖူးတာစတဲ့အတွေ့အကြုံတွေက CV မှာအမှတ်တိုးစေနိုင်တာဖြစ်လို့အလုပ်အတွေ့အကြုံစာဒါလေးတွေကိုထည့်သွင်းရပါတယ်။ကဲ ဒါဆိုလို့ရှိရင်အခုပြောသွားတဲ့နီလန်းလေးကိုတုံးပြီးစီရီစပြင်ကြည့်လိုက်ပါနော်။ဘာဖြစ်ဖြစ်စတင်မှုကအရေးကြီးဆုံးဖြစ်တာမလို့အလုပ်တွေးကြုံမရှိတဲ့စီရီကောင်းအောင်ရေးပြီးအလုပ်တွေစားချောက်ကြည့်ပါ။အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။အလုပ်ကနေပတ်သက်တဲ့အကြံဉာဏ်တွေကိုနေ့စဉ်မျှဝေပေးတော့မှာဖြစ်တဲ့အတွက် follow လုပ်ထားပေးဖို့လည်းမမေ့နဲ့နော်။